ဒီနေ့ Excel ထဲမှာနံပါတ်တွေဖြည့်ရတဲ့လုပ်ငန်းလေးသွားမယ်เนาะအဲ့တော့နံပါတ်ဖြည့်တာကပုံမှန်သုံးနေကြအတိုင်းပဲဒီဆက်ကွက်နံပါတ်လိုချင်တဲ့ဆက်ကွက်မှာ1လို့ရ Enter ခေါက်2လို့ရ Enter ခေါက်ပြီးရင်ဒီနှစ်ကွက်ကိုဒီလို dragging ဆွဲမှတ်ပြီးတော့ညာဘက်အောက်ခြေတောင် face handle တွေကနေဒီလိုချင်တဲ့အကြည့်ကို dragging ဆွဲချနိုင်လို့ရတယ်ဒါနံပါတ်ဆင်လိုက်တတ်တယ်เนาะပြီးတော့မှ alignment center ကိုလိုချင်တဲ့ပုံစံသွားဒါပေမဲ့အဲ့လိုမျိုး dragging ဆွဲမချဘဲနဲ့ auto face ဖြည့်ခိုင်းခြင်း အဲ့လိုဖြစ်ဖို့အတွက်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်အခု data လေးကိုရင်ဖြတ်လိုက်မယ်။ပြီးရင် active state က b4 ကိုလိုချင်တဲ့အကွက်မှာထား1လို့ရိုက်ထည့်မယ်နော်။ပြီးရင် enter ခေါက်လိုက်။ပြီးအဲ့ active state ရှိတဲ့အကွက်1အကွက်မှာပဲ click နှိပ်ပြီးတော့တက်ထည့်ရသွားရမယ်။ home tab ထဲကဒီနောက်ဆုံး editing group ဆိုတာရှိရဲ့။သူက fill feature ကိုသုံးတာပေါ့။ excel ထဲမှာရှိတဲ့ fill feature fill ရဲ့ထောင်းရိုးမှာနှိပ်ပြီးတော့ဒီထဲမှာ series ဆိုတာရှိရဲ့။ series ကိုနှိပ်လိုက်။ series ကိုနှိပ်ပြီးရင်ကိုကနံပါတ်တွေကိုတို့ down light တက်ချင်တာ down light ဆိုတာ column light တက်ချင်တာပေါ့နော်အဲ့တော့ b column light အစင် light တက်ချင်တာဖြစ်တဲ့အတွက်ဒီ series ရေမှာ column ဆိုတာလေးကိုရွှေ့ပေးရမယ်ပြီးအောက်က step value step value မှာက1ကနေစမယ်ဘယ်မှာဆုံးမှာလဲ stop value ကိုက90ထိလိုချင်တယ်ဒါဆိုရင်90လို့ရိုက်ထည့်လိုက်လို့ရမယ် okay နဲ့ထွက်အဲ့ဆိုရင်ဒီအောက်ဘက်မှာ1 2 50ဒီ auto ဖြည့်သွားနိုင်ပြီเนาะဒါနံပါတ်တွေကို auto ဖြည့်ရတဲ့လုပ်ငန်းလေး ဲ့တော့နံပါတ်အော်တိုဖြည့်ခြင်းရင်သူဒီဒီထိတ်ကနေနှစ်ကွက်စာဆက်လက်မှတ်ပြီးတော့ tracking ဆွဲမဲ့အစား fin function သုံးလိုက်တဲ့အပိုင်းနောက်တစ်ပိုင်းကကြတော့ဒီမှာ size တွေရှိမယ်ပေါ့နော်ဥပမာဆိုပစ္စည်းအမျိုးအစားရဲ့ size တွေအဲ့တော့ပစ္စည်းမျိုးအစားရဲ့ size တွေကိုတွားတဲ့အခါမှာပုံမှန်ဆိုရင် size ကယောမတင်ဂီတာ1တို့အဲဒီလိုမျိုးတွေတွားတယ်အဲယောမတင်ဂီတာကိုပဲကိုကခေါ်ထည့်တဲ့အခါမှာဒီနံပါတ်50စာခေါ်ထည့်ခြင်းလေဆိုရင် ူက function ကိုသုံးပြလို့ရတယ်အဲ့တော့ equal သူကရောမသင်္ကေတ function ကိုသုံးမှကြည့်တဲ့အတွက် ro m roman ဆိုတာလေးပေါ်လာတယ် ro m လို့ရလိုက် roman လို့ပေါ်လာရင်ဒါကိုစက်မရိုက်ဖဲနဲ့ auto ပေါ်ကျင်တာမဟုတ်လို့ keyboard ကတက်ကီးလေးသုံးလိုက်အဲ့ဆိုရင် roman ဆိုပြီးတော့ခွင်းစာလေးဝင်လာတယ် roman ခွင်းစာဝင်လာရင်ကိုကနံပါတ်1ကနေစပြောင်းမယ်ဆိုတော့ရှိတဲ့အကွက်ဒီဘက်မှာရှိတယ် column b နံပါတ်4မှာရှိတယ်အဲ့တော့ b4 မှာ click နှိပ်လိုက်လေးရတယ် ဒါမှမဟုတ်ရိုက်ထည့်လိုက်ရတယ်နော်ပြီးရင် win bay ပြီး under ခါဒါဆိုရင်ရောမတင်ဂီတာပုံစံ one ဆိုရင်တင်ဂီတာလေးရလာပြီသူ့ alignment center ပို့လိုက်မယ်အဲဆိုရင်သူ့ကိုဒီအောက်ဘက်အကွက်တွေကိုစစွားလို့50ထိဖြည့်ကျင်တယ်အဲ့တော့ဒီညာဘက်ကဖေးဟန်တလေးပေါ်မှာနှစ်ချက်နှိပ်လိုက်ဒါဆိုအောက်ဘက်မှာ size လေးတွေမြင်ရမယ်ဒါ size တွေကိုပြောင်းကျင်ရောမတင်ဂီတာနဲ့ပြောင်းတာနှစ်ချက်ပြောခဲ့ရတယ်နော်နံပါတ်တွေကို series light သူကပါဆိုအော်တိုဖြေခိုင်းတာရှိမယ်။နောက်ယောမသင်္ကေတတွေကိုသူဒီ Roman fashion ကိုတုံးပြီးတော့ကြတော့ယောမသင်္ကေတတွေကိုအော်တိုထည့်တာလည်းရှိမယ်။စာစမ်းကြည့်ပါအောင်စဉ်းပြပါပါ။